အားလုံးပဲမင်္ဂလာပါရှင်။ဆီယာမဝင်းဝင်းမြင့်နန်းတော်ရှိရဲ့ဝိမုံချေတန်းဆိုတဲ့ဝိတုရှိကို အခန်းဆက်ဖတ်ပြပေးနေတာအပိုင်း၈ပဲဖြစ်ပါတယ်ရှင်။ ောင်းလိုက်တာဟဲ့။ဘာလဲ။ကြာစံကျော်ရလား။တိမ့်သိမ့်အကြောင်းလား။อืมကြာစံကျော်ကစလို့ကောင်းတာ။တိမ့်သိမ့်အကြောင်းကကြောက်ဖို့ကောင်းတာ။တနာရှာပါတယ်နော်။သူလည်းအစမသိဘူးလေ။သူမွေးနေ့ကျွေးတော့ကတိမ့်သိမ့်လို့သားမေအိမ်မှာလာအိပ်ပြီးပြောပြမှာ။တာပေတူးပေါ်မှာပိုးပြီးနားလည်ခဲ့ရတယ်။သူဟာတကယ်တော့ပြဿနာနဲ့လူဖြစ်ခဲ့ရတဲ့ကလေးခုတည်းဒေါ်တင်းတင်းတို့နဲ့နေတာလား သူ့ဘေးကဘယ်လိုဘယ်လိုပေါ်လာတာလဲညာသွေးနှင်းရေခဲတုံးကတပြိုင်နက်မင်းနေကြ၍သုံးယောက်သားပြိုင်တူရီကြရ၏နင်တို့ကလည်းဟဲ့အလုရဲ့မင်းနေလိုက်ကြတာဩငါကဒီလောက်ထိအပြက်လုပြီးထွက်လာတဲ့ကိစ္စမှာအဖေပြန်ပါစရာမှမလိုပဲအခုသူ့မှာအဖေရှိနေတယ်ဟုတ်လားအဲ့ဒါရေကိုတားလင်အသားမထင်ဆိုတဲ့သဘောပေါ့သူ့သားနောက်ကိုသူ့ဖေလိုက်လာတာ ဘာတက်နိုင်မှာလဲချက်ချင်းကြီးတော့လိုက်လာတာမဟုတ်ဘူးလေအနည်းဆုံး၄နှစ်လောက်တော့ကြာမယ်ထင်တယ်တိမ့်တိမ့်တို့ဟာမန်းကလေးကိုရောက်ပြီးနှစ်လလောက်ရှိတော့တိမ့်တိမ့်ရဲ့အကိုကြီးကကိုရိုင်းလာခေါ်တယ်သူတို့သားမီးအိမ်ပြန်ရောက်သွားသေးတယ်တဲ့နောက်တိမ့်တိမ့်တို့အမေဆုံးမှာ ရောင်မရီနေလည်းမတည့်ဘူးထင်ပါရဲ့ဟဲ့တိမ့်တိမ့်ကတော့တာပေတုကြောင့်လို့ပြောတာပဲတို့မျိုးတွေကလမ်းတွေကိုပြင်တော့ အိမ်တွေအများကြီးရွှေ့ပေးရပါဘကောလားအေးအဲ့ဒီရုံးနေရသူတို့အိမ်ကိုရောင်းလိုက်တာစီးပွားရေးလည်းမကောင်းကြတော့ဘူးထင်ပါရဲ့နကိုအိမ်ကိုပြန်ပြင်မဆောက်နိုင်တော့ရောင်းလိုက်ရတယ်လीအမွေရဲလို့တော့မဟုတ်ဘူးပေါ့တိမ့်သိမ့်ထွက်သွားကစားကစိတ်ဆိုးပြီးအမွေပြက်တွေဘာတွေကျညာခဲ့သေးတာဆိုတော့ထိုက်တဲ့လောက်ပေါ့ဟဲ့အင်္ဂလိပ်ဝယ်ပေးတယ်တဲ့ကဲပြီးပြီလားဇလန်က မပြီးသေးဘူး။တင်းတင်းငါပေါ်မှာမြုပ်ထားတဲ့အကွက်တွေနဲ့တာပေတူးကြောင်ကျန်သေးတယ်။ဟာဒုက္ခပဲ။တောင်မြတ်တွေ့အိတ်ချင်းလေးတော့ကုံတော့မယ်။အမေမိမစားပြီးအိတ်နေလှုပ်ချင်တာဟုတ်ဘူးဟဲ့။ငါနိုင်ယူတီဝင်ရမှာလေ။အိုး sorry sorry အိတ်ရမယ်အိတ်ရမယ်။လာငါအိတ်ရပေါ်မှာအိတ်ချဲရင်ဆောင်ချုံငါမေ့သွားလို့ ညာသွေးကမေတော့အိယာပေါ်မှာသွားအိတ်သည်အဲ့ဒီမိမဆက်ရုပ်လိုပဲအချိန်ကုန်မှန်းနေတာသူ့မှာအပေါ်ဖြုံတိဖြစ်တဲ့အချိန်ဆိုတာကိုမရှိဘူးရေခဲတုံးကညာသွေးကိုသဘောကျနေသည်ရေခဲတုံးနှင့်မေတော့ကတော့ပကံများကိုစေ့ကြောချပြီးစဖက်ခဲနေသူပြန်ဝင်လာကြသည်မေတော့ရေငါကလည်းသူများရဲ့လှုပ်ဝဲချက်ဆိုစိတ်ဝင်စားတတ်ပါပြီနဲ့ နင်ခုနကပြောတဲ့တင်းတင်းမြုပ်ထားတဲ့ကိစ္စဆိုတာဘာလဲ။ဩနင်မှတ်မိသေးလား။တာပီသူ၃နှစ်နှစ်လောက်ကငါတက်မှာပတ်စံနဲ့စောက်ခိုးတဲ့အမှုလေ။အေးမှတ်မိတယ်။အဲ့ဒါနဲ့ဆက်ဆက်နေတာ။သူငယ်တန်းမှာသုံးနှစ်အထိအတန်းစင်တက်လာခဲ့သောတက်တန်းတစ်လျှောက်တွင်မိသောအတန်းမှာပစ္စည်းပြောက်မှုကိုတစ်ခါမှမဖြေရှင်းခဲ့ရဘူးပါ ဒါကိုပင်ဂုံးဟုမှတ်တမ်းပြုစေ။မမြုံလင့်ပဲခဲပြဲပြောင်းလိုက်ခဲနံပြောင်းလိုက်အတူထားလေးတွေစပြောက်တုံးကဘာမှထိထိရှာရှာအရေးတယူမပြုမီ။ကလေးတွေသူတို့ဟာသူတို့အထင်မှားပြီးပြဿနာရှာတာဟုပင် ထင်ခဲ့၏။ဒါပေမဲ့သူတို့ကိုတခုတော့တတိပေးပစ်ခဲ့သည်။ဆီယမတို့တဲမှာ ြစ်စည်းပြောက်တယ်ဆိုတာထုံးစံမရှိခဲ့ဘူးအခုပြောက်တယ်ပြောကြတယ်ဒါအခြားခန့်ကလာကိုတာမဟုတ်ဘူးကို့တန်းနေရလူပဲနေမှာဒီတော့မင်းတို့တခိုးဖန်းအလစ်မပေးနဲ့မိရင်တော့မလွယ်ဘူးမှတ်တော့အရင်ကခြေစော့လက်စော့လုံးမိတယ်ဆိုရင် ကိုစိတ်ကိုကိုပြုတ်ပြင်မိတော်ပြောထားသည့်အတိုင်းမင်းခလေးများသည်ပစ္စည်းများကိုဂယုဆိုင်နေကြသည် တပတ်လောက်ငိမ့်နေ၏နောက်အပတ်မှာတော့ပုံကိစ္စဟုအစ်စ်တုံးပျောက်သွားကြောင်းမိန်းကလေးတယောက်ကလာတိုင်းသည်တဆက်ထဲမှာပင်တာပေတူးထံမှထိုစာအုပ်ရှိနေကြောင်းတိုင်ပြောသည်တာပေတူးထံမှစာအုပ်ကိုသိမ့်လိုက်ပြီးမဟောတစာတစ်ခုဖန်ပြီးဖြင့်စစ်စင်းသောအခါစာအုပ်တွင် အထူးစာဖြစ်နေသောအရာများကို တာပေတူးကမပြောနိုင်စာအုပ်ရှင်ကျောင်းသူလေးကအကုန်ပြောပြနိုင်သည် ။ဒါတောင်တာပေတုသည်စာအုပ်ပေါ်မှအမည်များအတွင်းမှចောင်းသူကလေးရေးထားသောအမည်များကို အသေးချဖြတ်ထားပြီးဖြစ်သည်။တာပေတုမလုပ်ဘူးသော မကောင်းမှုဆိုတာမရှိသလောက်ဖြစ်နေပြီ။အတန်းထဲမှကလေးများသည် တာပေတုကို အထင်သေးလှပြီ။မိဘခေါ်လဲဘာမှအကျိုးမရှိ။ကလေးကို အသေးရိုက်ဖို့များစိတ်ကူးကြလေသလားမသိ။ တခုဖြစ်တာနဲ့ရိုက်တခုဖြစ်တာနဲ့ရိုက်လူကလေးသည်တရိတ်ဆန်လိုအသက်ရှင်နေရသည်အသိဉာဏ်နဲ့ပါလှသောအဖေနှင့်အမေကခလေးဤမကောင်းသောစိတ်ကိုပြုတ်ပြင်းသည့်နိလမှာနောက်မလုရဲအောင်ကြောက်လန့်သွားအောင်ရိုက်၍ဆုံးမသည်နီးတခုပဲရှိသည်ဟုနားလည်ထားကြသည်မိတော်သည်တာပေတူးကိုပြုတ်ပြင်းရန်နီးမျိုးစုံကိုရှာဖွေရသည် တားရဲ့သူများစာအုပ်ကိုဘာဖြစ်လို့ယူရတာလဲအခုလို့တိသွားတော့တားမှာအဆက်မရဘူးလားဟိုနှစ်ယောက်ချင်းတွေ့၍မေးသည် ခလေးကငြိမ်နေသည်ဟင်တာပေတူမင်းဆီယာမအောင်ချစ်တယ်ဆိုပြီးဆီယာမမကြိုက်တဲ့အလုပ်တွေကြီးရှောက်လုံနေတာပဲတားမှာစာအုပ်မရှိတော့ဘူးဆီယာမဘယ်ရောက်သွားလို့လဲဒီလိုပဲစုပ်ပြေသွားတာအခုတင်နေတဲ့အပိုင်းတွေမရှိတော့ဘူး ဒါနဲ့ပဲသူများစာအုပ်ကိုခိုးရကောလားဆရာမက ပုံနှိပ်စာအုပ်ပေါအောင် ယူခဲ့ရမယ်ဆိုဩတရခန်ကငါပေါ့လေအေးကောင်းတယ်အစခေကစာအုပ်ကိုမစုံအောင်ကင်မလားဒါမှမဟုတ်ရင် အမေကိုဝယ်ခိုင်းပါလားအမေကရိုက်မမဝယ်ခိုင်းရဘူးရိုက်နေချင်းဖြင့်ဖြည့်ရှင်း၍မရနိုင်တော့ခလေးအီမှားကို မြင်ခွင့်ရသည် အမိုင်ပထမအစသည် ခလေးဤသတိလက်လွတ်စွာစီကဲမရှိမှုဖြစ်ကြောင်းကိုအသေးချာပြောပြရသည်ဒါပေတူ၏အခက်ခဲကိုမေတော်ကသင်္ချာပုံနှိပ်စာအုပ်အဝဲ၍ဖြည့်ရှင်းပေးလိုက်သည်နောက်ထပ်ပတ်စံခိုးတဲ့ကိစ္စကိုတော့မေတော်ကိုယ်တိုင်လက်မခံနိုင်ခဲ့ပေစာအုပ်ခိုးတော့မရိုက်လို့ငါ့ကိုမကြောက်တော့ဘဲမင်းလှုပ်ချင်တယ်လို့လှုပ်တဲ့သဘောလားကဲပြောစမ်းပါဦး ဒီပဆံကိုမင်းဘာလို့ဖို့ယူရတာလဲမင်းကရိုက်မှကြောက်တတ်တဲ့တရိတ်ဆန်စိတ်တဲ့မျိုးကိုပဲအကောင်းမှတ်နေပြီလားရိုက်ခံခြင်းပြောငါရိုက်တတ်တယ်မရိုက်တတ်လို့မဟုတ်ဘူးမင်းကိုလူဖြစ်စေချင်လို့နားလေလားမေတော်အတန်ဒီလိုအပ်တည်တဲ့ပုံ၍ကျယ်နေပြီးဒေါသတွေလည်းကြီးနေသည်ဒါပေတူကတော့မျက်နှာသေးကလေးနဲ့ခေါင်းငုံ၍ငြိမ်နေသည်ထုံစံအတိုင်းခလေးတွေကွဲရမှာ သူကိုစိတ်ရှိလက်ရှိမေးရပြန်သည်တာပေတူသည်ခုချိန်ထိမေတော့ကိုပွပွလင်းလင်းနှင့်အမှန်ကိုပြောနေစေဟုယုံကြည်နေရသေး၏မင်းဘာဖြစ်လို့သူများပတ်စံကိုယူရတာလဲအကျွေးဆက်ရမှာမို့ပါဘာအကျွေးလဲငုံဥထူးကြတာတားဘက်ကတုံးလုံးရှုံးတာကြားလာပြီ သူတို့ကအကျွေးခဏခဏတောင်းနေတယ် မပေးရင်ဆီယာမကိုတိုင်တော့မယ်ဆိုလို့ဒါလေဆီယာမကိုကြောက်တာနဲ့ခဏခိုးယူလိုက်တာပါသုံးချက်သေးပါ သူ့ပိုက်ဆံအကုန်လုံးကိုလည်းမယူပါဘူးသူ့မဟုတ်ဝင်စားဖို့ခြံခဲ့ပါသေးတယ်မေတော်ကတော့ဒါပေတူးကိုကြည့်၍ဆက်ထန်စင်မင်းဝိထုတဲကအစွဲကိုလိုသူမိပါရာအသွားစိတ်ခိုင်းသူမင်းဧကရဲလေးပြစ်သူဖျားချက်တော့ဆိုသည်ရှောက်လဲချက်ကိုပြီးခဲ့တော့သောနှုတ်ထမိုးဆိုးကိုသာတတိယနေတော့သည် တော်သေးတာပေါ့။ရှောက်လဲချက်ပေးပေါ်ရသေးတာ။အလိန်ညာမဟုတ်တာ ရှောက်ပြောကုန်ရင်တော့သုံးလို့တော့ရတော့မှာမဟုတ်ပါဘူးဟု ဖြေရ၏။ဒါပေတူပြောပုံကဆီယာမကိုဖြေရှင်းသည့်ပုံစံထက်အမေသို့မဟုတ်အမကို အကျိုးကြောင်းပြန်ပြောပြနေသည့်ပုံစံ။သူဘက်ကတော့တတထိုးထိုးလေးပင်းလို့ပေါ့။ မိတော်သည်တာပေတူ၏ရင်နှင်းစိတ်ကိုမြင်ကျင်နေမိသည်အယောင်ဆူထားသောအသွင်ပြောင်းထားသောလှုပ်ကြံမှုများဖုံးကလာပြီးဆိုလျှင်သူကိုမိတော်လက်လျှော့ရတော်မူတာဖြစ်၏ဒီရွယ်ကလေးနှစ်ပင် သူ့ပေါ်မှာဖုံးနေသော အမောင်ဤဒုထေအင်အားကမသေးလှပေငုံဥထုတဲ့လောင်းချီနဲ့ထုတဲ့ မမျော်လင့်ပဲအတန်းနဲ့မှလောင်းကစားလို့တော့အမိုက်မဲကလေးများကိုပါဆက်၍တွေ့ရပြန်လေသည် အတန်းနဲ့မှအတန်းကောင်းဆောင်လို့၍အာကိုအာထာပြုတ်နေရသောလူလိမ္မာလေးတို့ကငုံဥထုပွဲကြီးကို လောင်းချီထက်၍ကျင်းပနေကြတဲ့ဆိုပါလားတရီဝင်းပြစ်တာကအစလောင်းချီနေတယ်သူတို့အပေါ်မှာတော့မေတော်ကခွင့်မလွတ်နိုင်အောင်စိတ်ဆိုးသည် ဆရာမနားမှာကဲ့၍အတန်းကိစ္စတွေကိုစူးစမ်းပန်းစားလုပ်ပြရုံမျှနှင်တော့တာပေထုနှင့်ပတ်သက်သမျှသတင်းစိုးကို အခါမလက်ပေးနေသည့်ကလေးတွေက သူတို့ကိုယ်တိုင်ကတော့ခဏခဏတားမြစ်ခဲ့ဘူးသော လောင်းကစားအလုပ်ကိုအသက်ငယ်ငယ်ရွယ်ရွယ်လေးတွေနှင့်ပြပီလှုပ်ရဲကြသည်ဒါဟာမတက်မမှုအကြီးစားပဲသူများအပြစ်ကိုတော့ရှာရှာဖွေးဖွေးတိုင်လာတော့လာသူတို့ကိုယ်တိုင်ကလည်းအပြစ်ကင်းအောင်မနေဘူး ဒုမကင်မှုသောဆီယာမကိုဒုကင်အောင် သူတို့ပင်စား၍ဖန်တီး၏ဒါပေမဲ့မိတော်ကတော့ရာဇဝင်အရင်မခံပါဘူးငငယ်လေးတည်းကလူလိုမွေးခဲ့တာလေးနှစ်လေးမိုးကြီးတောင်ကြာမှတရိษံရိုက်သလိုရိုက်ပြီးအစွဲဖြောက်ရမှလားဒီလိုဖြောက်ပြန်တော့ပျောက်မှလားဆီယာမကိုကြောက်လို့ဒုက္ကိုကြောက်လို့ပြုတ်ပြင်းရင်လဲခဏသာခံလိမ့်မည် မိတော်ကကြာရှည်ခံသော စိတ်လှပန်းကိုသာ ပွင့်စေခြင်းသည်ဒီတော့တမျော်တခေါ်ကြည်နေရပြန်တာပါပဲမန္တလေးမြို့ဤဒလိစရိုက်ဆိုရမလားရင်ကျေးမှုဟုပြောရမလား ဆောင်းရသည့်ရောက်ပြီးစိုးလင်းရက်ွက်ဆိုင်ရာဖျားဝဲလေးတွေရှိတတ်သည်ပွဲပါတဲ့ပွဲကပါပွဲပွားရံမတက်နိုင်သည့်အရက်ကပွဲမထဲနိုင်ဘလို့ရက်ွက်မျိုးပဲဖြစ်ဖြစ်လော့စပီကာတန်တွေစုညံ့နေသည့်ပွဲတစ်ခုကတော့ပါစမြဲပင်ထိုပွဲကကာထိုးသည့်လောင်ကစားပွဲဖြစ်သည်လမ်းဘေးကျွေးဝိုင်းမှာလဲတစ်ချက်နှစ်ချက်လောင်ကစား ဖျားပွဲမှာလဲလူတိရှင်ကြားအော်ဟစ်လောင်းကစားနောက်ဆုံးအိမ်ထဲမှာတီဗီကြည့်ရင်ဘောလုံးပွဲနှင်းတင်ပေးတာပဲဖြစ်မှာဟုမိတော်ကဝမ်းနည်းစွာတွေးမိ၏ဒါတွေကိုမြင်နေရပါလျက်မိတော်မှာတားမြစ်နိုင်စွဲမရှိအဲ့ဒီကိစ္စတွေပေါ်မှာမိတော်ဤမလွမ်းမှုနိုင်မှုကကလေးတွေပေါ်မှာကြောက်ရွံ့လာတော့မကောင်းမှုကို တားမြစ်ရင်ဩစာမတက်ရောက်နိုင်တော့ခြင်းဖြစ်မည်ဟု ယူချိုးမရစွာတွေးမိ၏တခါတလေမှာခလေးကိစ္စနှင့် တိုင်မင်းညှိနှိုင်းရင်မိဘကို အကြောင်းကြားလိုက်ပါရင်မျက်ထောင်နေနီးတည်ရင်နဲ့တသင်းသင်းအစီတဝင်းဝင်းနှင့် မျက်နှာကြီးကိုကြည့်ပြီးဘာမှပြောမထွက်တာမျိုးလဲကြုံရဘူး၏အဲ့ဒီအဖေက သူ့ကလေးကိုဘလို့များဆုံးမမှလဲမိဘမြတ်တာကို မေးတော့နားလေ၏ ကိုဘဝနဲ့ကိုဘလောက်ထိမကောင်းဆိုးဝါးတွေဖြစ်ခဲ့ဖြစ်ခဲ့ကိုမွေးထားတဲ့သားသမီးကိုတော့ကောင်းစားစေချင်တာမိဘတိုင်းရဲ့မေတ္တာပဲပဲထိုမေတ္တာတရားသည်လှုပ်ရှားလွန်းလွန်းနေရသောလူဘဝအတွက်တစုံတစ်ခုသောအတိုင်းအတာထိတန်ဖိုးရှိနေမှာဖြစ်တော်လဲမစင်မချင်သောအနေထိုင်အပြုမူမဆောင်စည်းသောကိုကျင့်တရားမထိတ်နိုင်သောဝါသနာပိစားတို့ကြောင့် ထို့မိမိတို့ဤသတ်မိများလောင်ရိပ်မိအစိတ်တဲ့နာရီကိုလည်းထဲမတွေ့ရလို့မရနိုင်ကြောင်းမိတော်နားလည်ရ၏ထို့ကြောင့်ပင်စိတ်ရှုပ်ထွေးရ၏မိတော်အတန်းမှကလေးများသည် ဝင်းနှဲငယ်တို့ဤသာသမီများလက်လုံလက်စားတို့ဤသာသမီများသောကြောင့်သူတို့တွေကိုငယ်ကလေးကအညွတ်အတက်မှဘလို့ပိုးမွှမ်းတံကိုမှမထိစေလိုပါ သူတော်မိတော်ကเจ้ามาဘလို့ပဲตนတင်ပြုတ်ပြင်ပင်မဲအိမ်ပြန်ရောက်သွားနှင်းတမျိုးချအလုပ်တွေလုပ်နေကြတာတိနေလျက်သားပင်သူနေကတော့မိတော်သည်အာပေါက်မတဲရှင်းပြตนတင်ရဤစိတ်ဆိုးရဤစီကဲຫນွေတင်ကျက်ရဤအတန်းသည်ငြိမ်သက်နေသည်သူနေမှာစာ၍တပတ်လောက်ကြာသည်ထိ မေတော်သည်တံတန်းလုံးကိုစကားသိမပြောဘဲခက်တီတီပင်ဆက်ဆန့်၏မင်းတို့ငါလူကြီးလူကောင်းဖြစ်အောင်တမင်စ조사ပြီးမွေးလာခဲ့တာမင်းတို့မှာအောက်တန်းကြတဲ့အလုပ်အောက်တန်းကြတဲ့စိတ်ကုလို့ရှိနေမှသိရတော့ဆရာမဝမ်းနေတယ်သူများကြားရင်လည်းတိတ်ရှက်စရာကောင်းနေအတန်းစင်လိုက်တက်လာတဲ့ခင်များအေတန်းကကလေးတွေဟာဘသူမှရှင်လို့မရအောင် တိတ်တော်တာပဲလို့ကျောင်းဝဆရာမတွေကစံပြထားပြီးချီကျူးခဲ့တာမင်းတို့အသိပဲမင်းတို့လိန်ပါလို့လေဆရာမမင်းတို့သွားစင်းနေစီလိုက်ပို့ပေးခဲ့ပြီးပြီစားကျင်တာကြွေးခဲ့ပြီးပြီမင်းတို့ဘက်ကကြတော့အောက်တန်းကြတဲ့အလုပ်ကိုလုပ်ဖို့ဝင်မလေးဘူးပြင်ပါအချိန်မီပြင်ကြပါမပြင်မင်းတို့တန်းကိုဆရာမစားမသင်တော့ဘူး မိန်းကလေးများကငိုကြ၏ယောက်ျားလေးများအလုံးသည် တိတ်ဆိတ်နေကြသည်နောက်နေမှာတော့တပေတူဦးဆောင်သောယောက်ျားလေးများသည်မေတော့အိမ်ထိလိုက်လာကတောင်းမှန်ကြ၏ ငိုယိုလျက်ဂတိရွေပေးကြသည်နောက်တော့လဲဆရာတပည့်တွေ ပြန်၍အလွမ်းတင်ကြပြန်ရောထိုကိစ္စကိုအကြောင်းပြ၍ရောက်ဖူးသွားသောပုဂ္ဂိုလ်လေးများကဥဆောင်ကမိတော့ကိုအင်အထီရောက်အောင် လာလာကြူကြသည်မိတော့ကသူတို့နှင့်အတူကြောင်းသွားရတာပြောသည်သူတို့ကမေတော်ဆွေးခြင်းတွေ ठी တွေစာအုပ်တွေကို အလူရက်တဲ့လျက် မိတော့လက်ကိုတစ်ဖက်တစ်ချက်စီဆွဲပြီးကြောင်းသွားရတာပြောချသည်မိတော်ကလည်းကျင့်နေနေသည်သူတို့တွေနှင်းတိုက်တိုက်ဝန်းဝန်းသွားရ၍ပျော်ရခြင်းထင်ကလေးများနှင်းရင်းနှီးမှုပိုရခြင်းကြောင့်ဖြစ်သည် အထူးသဖြင့်တာပေတူးနှစ်ပေါ်တာပေတူးကလည်းကလေးဆိုပေမဲ့တမန်ကလေးလိုတော့ပြီးပြီးပျောက်ပျောက်ပော့ပော့တန်တန်ကလေးမဟုတ် ူကမှားလွန်းလို့ဆီယာမကမှန်လွန်းလို့သာသူ့အတွေ့ကလေးနဲ့သူမှန်နေပြီဟုထင်ထားသောကိစ္စကိုမေတော်ဘက်ကအနှင်းငယ်ကြွကြော်၍အပြစ်ဆုံးမိလျင်ရင်ထဲမှာတိတ်မှတ်ထားလျက်အခန့်တင်သောအချိန်မှာပြန်၍မီးတဲ့ရှင်းတဲ့သားသူ့အကျင့်ဖြစ်သည်ဆီယာမဟိုတခါပြောတယ်လီမင်းကသင်ပေးတဲ့ပညာတော့တတ်အောင်မယူဘူးဘယ်သူမှမသင်ရတဲ့အခိုးဝဲ့ပညာတော့တတ်တယ်ဆိုတာမဟုတ်ဘူး ဘာမဟုတ်တာလဲတားရဲ့တားသူများပိုက်ဆံကိုယူတတ်တာမိမိတင်ပေးတာဟဲ့ကောင်းလေးတောင်ပြောမြောက်ပြောဟင်းဟုတ်တယ်ဆရာမမယုံရင်မိမိမေးကြည့်တားတို့ငငယ်တုန်းကဖဖကြီးတို့အိမ်မာနေတော့လောက်ရတာနေလေကင်းဆိုအိမ်လုံးအိတ်ကြရောအဲ့ဒီအချိန်မှဆိုရင်မိမိကဖဖကြီးရဲ့ပိုက်ဆံတစ်တာကြီးတဲ့နှိုက်တာအရွက်ကြီးတွေကြီးပဲနောက်ကြတော့မိမိကသူ့ကိုယ်တိုင်မနှိုက်တော့ဘူးတားတားကိုပဲယူခိုင်းနေအရွက်ကြီးကြီးယူနော်လို့မှားတာ မိသောဘာပြောရမှမသိအောင်ပင်ငြိမ်သွားသည်မိမိကပြောတယ်လီဖွားဖွားကြီးတည်သွားရင်နဲ့မိမိကအမွေရမှာမဟုတ်ဘူးတဲ့အခုຢာတော့ယူထားလို့ပြောတာပဲအဲ့ဒါခိုးတာမဟုတ်ဘူးလားဆရာမဖွားဖွားကြီးရဲ့ပိုက်ဆံကိုမသိအောင်ယူတာလီကလေးအမေစကားကိုမှား၍ဖြည့်မိမှဆိုးလှသည်မိမိကတားကိုပြောတယ်ငါတားကခုကလေးကအားကိုးရပြီလို့ပြောတယ် ကလေးကသူ့အပြစ်မဟုတ်ကြောင်းတေချာစီရင်စောတကတွေတက်နေသည်ဒါဖြင့်သားနဲ့မမေကိုဘာဖြစ်လို့ဖွားဖွားရုပ်နဲ့အတူမနေခိုင်းတော့တာလဲမိမိနဲ့ဘာဘာမိမနဲ့ရန်ဖြစ်လို့ဘာဖြစ်လို့ရန်ဖြစ်တာလဲအဆုံးမဲငွေခိုးလို့ဆူဆွဲတာမိမိကကို့အမိပစ္စည်းယူတာဘာဖြစ်သေးလဲလို့ပြောတယ်နောက်တော့တားပိုက်ဆံယူတာလည်းတိသွားတယ် အဲ့ဒါပေါ့တားရဲ့သူများပစ္စည်းကိုတိတ်တိတ်လေးယူတယ်ဆိုတာခိုးတာကိုပြောတာခိုးတဲ့အလုပ်ကိုဘယ်ရွယ်ပဲလုပ်လို့မကောင်းဘူးမေမေလုပ်လည်းမကောင်းဘူးသားလုပ်လည်းမကောင်းဘူးသူများတင်ပေးလို့တက်လည်းမကောင်းဘူးသူ့လိုလိုတက်လည်းမကောင်းဘူးမကောင်းတဲ့စိတ်ထားရှိတဲ့လူကိုဘယ်တငယ်ချင်းကမှခင်ခင်မင်မင်ပေါ့မှာမဟုတ်ဘူးကိုပိုင်တဲ့ပစ္စည်းတွေကိုသူများယူမှာမကြောက်ဘူးလားစဉ်းစားကြည့်ပေါ့ ြည်တော်ကသားကိုဆုံးမသမျှသားသည်တိမ့်တိမ့်ကိုပြန်ပြုံးလေးရှိသည်တာပေတူဤစိတ်တွင်သူ့ကိုအပြစ်ကြီးပြောနေတော့သူ့အမေအားအမေမှလည်းအပြစ်ရှိတာပဲဟုပြန်ပြောချင်သေးသလားမသိတာပေတူဤကောင်းမှုကြောင့်ပင်တိမ့်တိမ့်သည်မိတော်ကိုအဆက်အသွယ်ဖြတ်စာပြုလေပြီဖွားဖွားကအိမ်မှာအလှူတန်းလုပ်စရာရှိ၍တိမ့်တိမ့်ကိုမှလျှင် ိမ့်သိမ့်ကအကြောင်းမျိုးမျိုးပြ၍ညင်းသည် မလာပဲနေသည်တခါမဟုတ်နှစ်ခါမဟုတ်ဆိုတော့မိတော်တို့ကဆက်ဆက်တွေးတော်ကြည့်ရသည်ဒါပေတူကိစ္စနှင့်ပတ်သက်၍ပင်အိမ်မှလဲမိတော်တို့ဒူဝီမြီးဖွားတွေစကားစစ်ထိုးပွဲညင်းခုံပွဲများမကြာခဏဖြစ်ပွားခဲ့ရသည်အခုဆိုရင်တမီတာပေတူပေါ်မှာ တော်လေးအောင်မြင်နေပြီလို့ဆိုရမယ်။အတော်လေးကိုဖြောင်ဖြောင်ပြူပြူရှိနေပြီ။ဒီတိုင်းဆက်ပြီးမြဲသွားအောင်သမီးဘက်ကတာပေတူးနဲ့ပတ်သက်တဲ့စွန့်စားမှုတစ်ခုလုပ်ရအောင်မယ်ထင်နေ။အဲ့ဒါအောင်မြင်သမီးအောင်မြင်မှာပဲ။မိတော်ကဖော်ဖော်နဲ့တော်လေးဖြူကို တိုင်မြင်သည့်အနေဖြင့်ဖွင့်ဟသည်။ဘယ်လိုစွန့်စားမှုမျိုးလဲ။ တမီးရဲ့လက်တွေ့ဆန်းသက်ပြီးပြုပြင်ခဲ့သမျှပေါ်မှာမူတည်လို့ပေါ့ခလေးတယောက်ကိုကောင်းစေခြင်းနဲ့ဆိုရင်ခလေးကိုရိုက်တာနှစ်တာထဲခလေးရဲ့ရင်ထဲမှာစိတ်အမှန်ကိုတိအောင်မြင်အောင်လှုပ်ပြီးကောင်းတာမကောင်းတာလှုပ်တဲ့နာမလှုပ်တဲ့နာနားလည်အောင်စိတ်ရှိလက်ရှိရှင်းပြဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းတမီးကောင်းကောင်းသိခဲ့ပြီဒီကလေးဟာလေးတန်းအောင်ပြီးရင်တမီးနဲ့ဝေးသွားတော့မှာပဲသူ့ကိုဆက်ပြီးထိမ့်သိမ့်ဆောက်ရှောက်မဲ့သူကမိပါပဲမဟုတ်လားအဲ့ဒါ သူ့အဖေရောအမေပါအိမ်မှာခေါ်ပြီးသမီးရှင်းပြခြင်းနဲ့ဒါတွေကသမီးသူတို့ပြောပြသားမဟုတ်လားပြောတော့ပြောပြသားပါဖွဖွာဒါပေမဲ့အခုပြောရမှာ အတိအကျပြောရမှာခလေးစိုးနေတာမှန်နေဘာကြောင့်စိုးရတယ်လဲဆိုတော့စိုးရတဲ့အကြောင်းကိုသမီးကထောက်ပြမှာဥပမာဒေါ်လေးဖြူရယ်တာပေတူဟာသူမြောက်နှောက်ရချက်နေ မဟုတ်တဲ့အလုပ်တွေကိုလည်းအစီအစဉ်တကြားလုပ်ချင်တယ်။လောင်ကစားလုပ်ချင်တယ်။အတုံးဖြုံရမ်းကြည့်တယ်။ဒါအမေစီကရတဲ့အမွေးဆိုတော့အတုမြင်တက်တဲ့ကိစ္စ။ခလေးဆိုတာလူကြီးအတုအကုန်ယူတာပဲ။ပတ်ဝန်းကျင်ကရတဲ့အတတ်ပညာရဲ့သဘောတရားကိုရှိရှိတုန်းကလည်းလက်ခံခဲ့တာပဲ။ဒီအကြောင်းမျိုးသမီးရှင်းပြပါမယ်။မေတော်ရဲ့ကြော်မကောင်းကြားမကောင်းနေတော့ဖြစ်ကုန်တော့မှာပဲ။ဘာဖြစ်လို့ဖြစ်ရမှာလဲဒေါ်လေးဖြူ။ တမီးကအမှန်တရားတွေပြောပြတာပဲသိပ်ပြီးဆန္ဒမစိုးနဲ့ငါမီးညီးတီရာနည်းနည်းလေးလောကကြီးကြောင့်အကြီးကြီးအများကြီးညီးရှင်းပြုံနဲ့တိမ့်သိမ့်လို့လင်းမရလက်ခံမယ်လို့ထင်နေသလားညီးဒီတီဝင်မပါတဲ့မူဒါကသူတို့လူမှုရေးကိစ္စဖဖွားကမေတော့ကိုဝင်ဟန့်သည်ဖဖွားကိုပြန်မပြောရဲ၍ညင်နေရတော့လဲကျင့်နှက်မှုလုံးဝမရှိဘူး ဒါဟာခလေးအတွက်ကောင်းအောင်လုပ်တာပဲ။ဖွားဖွားကွဲရမှာဒေါ်လေးဖြူနှင်းညင်းခုံရပြန်သည်။လူဆိုတာကိုကိုကိုတော့အမြဲလျှော့တွက်ကြတာပဲမေးတော့ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေပေါ်မှာဘယ်သူမှမစိုးကောင်းတာလေးတွေကိုပဲပြန်ပြီးတရိယာချင်းရနေမယ်။မားခဲ့တာမိုက်ခဲ့တာတွေကိုတရိယာတော့မေ့နိုင်အောင်မေ့ပြကြတာပဲ။အခုသူတို့နှစ်ယောက်ရဲ့စိတ်မှာဘာမှကြံတော့မှာမဟုတ်ဘူး။သမီးမယောင်ရင်မေ့ကြည့် ခုသူတို့စိတ်ထဲမှာရှိချင်းရှိရင်သူတို့သားလေးတပ်ပေတူပေါ်မှာချစ်တဲ့စိတ်နဲ့ကောင်းစေခြင်းနဲ့စိတ်နဲ့မျိုးပဲရှိတော့မှာဒါမိပါမြတ်တာပဲတော်လေးပြပြောတာမှန်ပါတယ်အခြေအနေကဒီစစ်နဲ့ရက်နေလို့မရဘူးလေတပ်ပေတူပေါ်မှာတမ်မန်မိပါမျိုးထားတဲ့မြစ်တာထဲနားလေဖို့စာနာတတ်ဖို့လိုတယ်ဒါထဲတင်းသိအနေနဲ့ဆိုရင်လေဥမ္မောင်တာပေါ်မှာမကျင့်တဲ့တိုင်း ဒါပေတူကိုတဲကြီးမဲကြီးဆုံးမနေတာမျိုးရေမဖြစ်အောင်ထိန်းသင့်နေတကယ်တော့သူတို့မြောက်နေတာဆိုင်နေမကြေနပ်မှုတွေရဲ့ဒေါသပြစ်မှတ်ဟာခလေးစီမကြီးဝင်ခိုက်နေတာများတယ်ဒေါ်လေးဖြူရဲ့တမီးကသူတို့ကိုဘလို့ပြောမှလဲမျက်နှာချင်းဆိုင်ပြီးရှင်တို့ခလေးဆိုတာရှင်တို့ဗီဇတွေပဲလို့ပြောရဲလို့လားပြောလို့ကောဖြစ်မှလာမေးတော်ရဲ့ အဲ့ဒါကြောင့်ပြောတာပေါ့ဒုံလေးဖြူရဲ့သမီးစွန့်စားရမယ်လို့ပြောတာပေါ့เจ้าမခေါ်ပြောရမှာအားနာတယ်သမီးကသူတို့ကိုအဆက်ခွဲစင်လို့လည်းမဟုတ်ဘူးစိတ်ဆင်းရဲစေခြင်းလို့လည်းမဟုတ်ဘူးနားလေပေးစေခြင်းလို့သူတို့နားလေမှာရိုက်တာနှက်တာတွေရော့မှာကြည်စမ်းမောင်ဒုံလေးဖြူရဲ့စိတ်မထင်သူတို့เนี่ยဝိုင်းပြီးလှုပ်ထားတာခလေးမလေးဒဏ်ရာဒဏ်ချက်တွေပေါ့လို့ကျိုးနဲ့တုတ်ထားတဲ့ဒါလှုပ်တဲ့နဲ့အလုတ်လား သူတို့နားမလဲလို့လှုပ်တာဆိုရင်လေနားလဲစီခြင်းလို့မိတော်ကပြောချင်တာပါဒေါ်လေးဖြူကခေါင်းရမ်းသည်မိမိမအားမအောင်မြင်ခဲ့၍ကျောင်းမှာဆီယာမကြီးနှစ်တိုင်မင်တော်လဲတိတ်ပြီးခွင့်ပြုခြင်းမုံမယာလှုပ်ဖို့ကင်ဘဲတငယ်ချင်းတွေနဲ့တိုင်မင်မြန်တော်လဲအင်းမလို့အဲမလို့မိတော်ကိုထောက်ခံသူရှားနေသည်သူအချိန်ကရေခဲတုံးသည် ဇကိုင်းစီယာအတက်တင်တိတ်ပဲမှာမူလာတန်းစီယာပြစ်တင်နဲ့တနှစ်သွားတက်နေသောအချိန်ဖြစ်သည်အာလုံကမိတော့ကိုထောက်ထောက်ခံခံဖြင့်အာပေအာမြောက်ပြုစီအောင်သောဥမောင်တာနှင့်ဒေါ်ရင်သိန်းကိုမေတော်ကစိတ်ထဲရှိသမျှပွင့်ပွင့်လင်းလင်းပြောရဲပါမလားဟုစဉ်းစားကြည့်မိ၏ငငယ်တုန်းကသင်ခဲ့ရသောဇီဝဗေဒမှာမျိုးရိုးဗီဇပညာမှာ မိဘ၏ဗီဇကို သာသမီသည်ယာကိုင်နှုံးနင်းမြမဆိုးလက်ခံရကြောင်းအထင်ရှားရှိနေသားပင်မြမစကားပုံမှလည်းလူမအမျိုးကြက်မအယိုးရှိနေတာလဲလူတိုင်းအသိထိုကိစ္စသည်ဤလေလေနှစ်ပင် ခလေးတောင်စုထာတန်းသို့ရောက်လာခဲ့၏အကောင့်ထဲမဖို့ဖြစ်သည်ပြောတော့ပြောမည် ်မေတော်ဘက်မှခိုင်လုံစွာဖြင့်အကျိုးအကြောင်းပြစရာတွေရှိအောင် စုဆောင်းရအောင်မည်မေတော်သည်ပတ်ဝန်းကျင်မှမိသားစုများကို လိုအပ်သည့်ထက်ပို၍စိတ်ဝင်စားစွာစူးစမ်းလေ့လာကြည့်မိသည်ဒီနေ့ပိုင်းမှာတော့တာပေတူးဖြင့်နှွားចောင်းသားဆက်ចောင်းပြောသူနဲ့မိတော်ဖြင့်ရွေချင်းမိတော်တငယ်ချင်းများတွေးဖြင့် စွိုင်းနီမေတော့တငယ်ချင်းရေခဲတုံးနဲ့မေတော့အတော်ဒေါ်လေးဖြူဖြင့်အန်နာမေတော့ပေါပွားအဖြစ်ဒီမိုးတို့ကအတူပူပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်ရှင်အပိုင်း၉မှာပြန်တွေ့ပါမယ်နော်အဆုံးထိနားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်